ိုင်ငံရေးသမားဟောက်သူများအတွက်အာနာဆိုင်ရာအလွဲဖက်စာဒီစာအုပ်ကိုဆရာဆန်းစာဆမ်မရီကရေးသားပြီးဆရာမပြိုကတီးဖြတ်ထားတာဖြစ်ပါတယ်။ဒီစာအုပ်ကိုတဘိုးတန်စာစင်ကထုတ်ဝေထားတာပဲဖြစ်ပါတယ်။ဒီစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရန်ဆရာနဲ့ဆရာမတို့နဲ့တကွာသက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါတယ်ရှင်။ဒီပိုင်းကတော့နောက်ဆုံးပိုင်းဖြစ်ပါတယ်။နိုင်ငံရေးသမားဟောက်သူများအတွက်အာနာဆိုင်ရာအလွဲဖက်စာဆွေးနွေးချက်နှစ်ချက် လူအတိုင်းဝိုင်းအကြောင်းတွေကိုလေ့လာရင်ဆိုရစနစ်တွေအုပ်ချုပ်ပုံတွေနိုင်ငံရေးအတွေးခေါ်တွေအကြောင်းကိုဒီစာအုပ်ထဲမှာလေ့လာခဲ့ကြပါတယ်။ဒီစာအုပ်ကိုဖတ်ရှုလို့ပြီးသွားပြီဆိုရင် လူတွေရဲ့နိုင်ငံရေးစနစ်၊လူမှုရေးစနစ်၊စီးပွားရေးစနစ်တွေဟာတဘာဝဓမ္မတွေလေထဲကရောက်လာတာတွေပုံဖန်းနဲ့ရှင်းဆွဲအခြေအနေနဲ့တိတ်ကအကြောင်းအရာတွေမှာဆက်ဆက်ပြီးပေါ်ပေါက်လာသလိုအနာဂတ်ဆက်တည်သွားမယ့်အရာတွေဖြစ်တယ်လို့ရိပ်စားမိရင်ဖြစ်နိုင်လောက်ပါပဲ။လူတွေရဲ့စနစ်တွေ၊ institution တွေ၊ယုံကြည်မှုတွေ နားလည်မှုတွေဘဟုတုတတွေအမှန်တရားတွေအရှိအမြင်တရားတွေအားလုံးဟာအနိတာရကိုဗဒနာပြုပြီးပေါ်လာတာမဟုတ်ဘဲလူတွေရဲ့နားလည်မှုတွေကနေစုစည်းဆက်သွယ်ပြီးပေါ်လာတဲ့ဖြစ်စဉ်တွေဖြစ်တယ်လို့အဆိုပြုပြရစီစာစဉ်ရဲ့အခန်းတစ်ခုစီပါလူသားတွေချင်းချင်းစုစည်းနေထိုင်မှုအတွက်အရေးကြီးတဲ့အစိတ်ပိုင်းတွေအပြန်အလှန်ဆက်သွယ်မှုတွေကိုဆွေးနွေးခဲ့တာရှိပါတယ်။လူသားတွေရဲ့ လူမှုဆက်သွယ်မှုကိုမှီခိုပြီးနေတတ်တဲ့သဘာဝကနေပေါင်းစပ်နားလည်မှုတွေဖွင့်ဆွမှုတွေနဲ့စံနှုန်းမျိုးမျိုးပေါ်လာပါတယ်။ဒီကနေရုံးကန်လှုပ်ရှားမှုတွေလည်းပုံစံမျိုးမျိုးပေါ်လာပါတယ်။ဒီအစိပ်ပိုင်းတွေကနေလူအဖွဲ့အစည်းကြီးတွေကိုတိဆောက်ကြပြီးပုံဖော်ခဲ့ကြသလိုဒီစနစ်ဒီအစိပ်ပိုင်းတွေကလည်းလူတွေရဲ့ပုံကလေးကတွေ့ကြုံလူမှုပုံရိပ်တရုတ်တကန်နဲ့ခံစားမှုတည်တည်ကိုပုံဖော်နေပြန်ပါတယ်။အခန်းတင်မှာလူတွေဟာသဘာဝအရ လူမှုရေးရာနဲ့ဆက်သွယ်နေထိုင်ကြသူများဖြစ်ပြီးဒီလိုပူးပေါင်းနေထိုင်မှုတွေကနေတစဉ်ဆင့်ကဲပြောင်းလဲလာတာပါပဲဒီအချက်ဟာတော်လေးပဲရေးကြည့်ပါတယ်ပူးပေါင်းနိုင်မှုနဲ့လူသားချင်းစီးလုံးမှုကို တူးဖြိုလိုက်ရင်ဖြစ်တည်မှုတစ်ခုလုံးပြိုကျသွားဖို့ရှိတာပါ လူဟာဆက်သွယ်မှုအတိုင်မြုံနဲ့နားလည်မှုတွေကိုတိစားပြီးနေနေကြရပါတယ်အမဲလိုက်ကြရာကနေရှုပ်ထွေးပွေလီတဲ့မြို့ပြလူပောင်ခစ်တွေအားလုံးမှာဒီအချက်ဟာထင်ရှားပါတယ် အဲ့ဒီလိုစုပေါင်းပြီးနေထိုင်ကြရမှာအနုညာတနှိမ့်နိုင်စေစံမှုတွေအာသုံးမှုတွေပုံစံမျိုးမျိုးကနေတံပိုးထုတ်လုပ်မှုတွေပုံစံပြောင်းပြီးအပိုးထွက်လာခဲ့ရာကနေတံပိုးတွေကိုစုဆောင်မှုကြောင့်ဆိုးရနဲ့အုပ်ချုပ်တဲ့စနစ်အဖလိုအုပ်ချုပ်တဲ့ပေထရီယာကီစနစ်တွေစီကိုရောက်လာပါတယ်စုစည်းထိန်းကုပ်မှုတွေကနေမြို့ရွာဆိုတာတွေဖြစ်လာပါတယ်အုပ်ချုပ်ရေးငွေကြေးအစိုးရပေထရီယာကီအဆင့်အတန်းမြင့်မြတ်မှုနဲ့ယုံနေမှုကျင့်ဝတ်ဥပဒေ စတာတွေအလုံးကလူတွေစုစည်းတိဆောက်လိုက်တာဖြစ်ပါတယ်။အခန်းနှစ်မှာကတော့ယဉ်ကျေးမှုအတိုင်းမျိုးနဲ့အကြောင်းကိုပြောထားတာဖြစ်ပါတယ်။လူတွေအနေနဲ့ကမ္ဘာယဉ်ကျေးမှုဘိုးချက်တွေကနေလူနေမှုစနစ်တွေပေါ်ပေါက်လာပြီးအဲ့ဒီကနေမှလူတွေနဲ့ပေါ်ပေါက်လာတဲ့ဘဝနေနည်းတွေကပြန့်နှံ့သွားပါတယ်။ဒီဒီမှာနှီးပညာရဲ့လူအတိုင်းဝိုင်းတွေပေါ်ကိုရိုက်ခတ်မှုကိုသတိထားမိစရာဖြစ်ပါတယ်။ပထမဆုံးနှီးပညာအနေနဲ့ရုပ်ဝိထုတွေကိုပုံပြောင်းကြရာက ဘယင်းနဲ့အစိုးရတွေပေါ်လာကြပါတယ်ဒုတိယအနေနဲ့စွမ်းအင်တွေကိုပုံပြောင်းကြရတာကဆက်မှုနိုင်ငံတွေပေါ်လာပြီးကိုလိုဒီစနစ်လည်းဖြစ်လာပါတယ်ဤပညာရဲ့အပြောင်းအလဲတွေကနေလည်းကမ္ဘာစစ်တွေဖြစ်လာကြပါတယ်တတိယခေတ်အနေနဲ့သတင်းအချက်လက်တွေအကင်တွေပြောင်းလဲကြရတာကနေဒီနေ့ digital ပရိသတ်ခေတ်ဖြစ်နေတယ်လို့ဆိုကြပါတယ်လူအတိုင်းဝိုင်းတွေရဲ့ရှုပ်ထွေးလာတဲ့ဖြစ်စဉ်တွေကိုနားလည်ကြရေးအတွက်အာနာနဲ့အုပ်ချုပ်ပုံစနစ်တွေရဲ့တည်ဆောက်မှုအုတ်မြစ်တွေကိုနားလည်ဖို့ဖြစ်ပါတယ် ဒါကြောင့်အခန်းတုံးမှာနိုင်ငံရေးအာဏာဆိုတဲ့အကြောင်း နိုင်ငံတော်ဆိုတဲ့အယူဆလူမှုပြည်ရှင်အမြင် အာဏာခွဲဝေမှုတွေသတင်းမီဒီယာနဲ့ဝါဒဖြန့်မှုတွေအကြောင်းကိုဆွေးနွေးပါတယ်။ဒါပြင်ဒီနေ့ခေတ်မှာလူတွေရဲ့အုံနောက်ထဲကိုဝင်ပြီးတိုက်တဲ့စစ်ပွဲတွေရှိတယ်ဆိုတာလည်းထည့်ထားပါတယ်။လူထုကိုအခြေတည်တဲ့နိုင်ငံရေးစနစ်တွေမှာနိုင်ငံသားတွေရဲ့တာဝန်ဆိုတာဟာအရေးကြီးတဲ့နေရာမှာရှိတယ်လို့ပြောခဲ့ပါတယ်။ ကမ္ဘာစစ်တွေကိုဖျက်ဆီးခဲ့ရတဲ့အတွက်လူသားကုန်သိက္ခာကိုလူအခွင့်အရေးတွေနဲ့ပံ့ပိုးဖို့ကိုဆုံးဖြတ်ခဲ့ကြပါတယ်။ဒီလူအခွင့်အရေးတွေအကြောင်းကိုခန်းလေးမှာရေးသားထားပါတယ်။နိုင်ငံတကာမူပိုင်အနေနဲ့လူအခွင့်အရေးဟာရေးကြီးတဲ့အခန်းကဏ္ဍမှာရှိတယ်။ကုလသမဂ္ဂကိုတော့လူတွေကဝေဖန်မှုတွေများကြီးမြင့်တက်လာပုံကိုလည်းတွေ့ရပါတယ်။ဒီလူအခွင့်အရေးကိုကာကွယ်မှုအပြည့်ရဖို့ကတော့စ조사ရုံးကန်နေကြဆဲဖြစ်ပါတယ်။အခန်းကမ်းမှာဒီမိုကရေစီစနစ်ရဲ့ကောင်းကျိုးတွေနဲ့ ဒီမိုကရေစီ စနစ်ရဲ့ပြဿနာတွေကိုခွဲခြားစိတ်ဖြာထားပါတယ်။ဒီမိုကရေစီဟာလူ့သမိုင်းမှာအင်တန်းမှကောင်းမွန်ထူးခြားတဲ့အောင်မြင်ခြင်းတရားဖြစ်ပါတယ်။ဒါပေမဲ့ romantic အရန်ဆန်ပြတာဟာဒီမိုကရေစီရဲ့ကြားကွက်လက်အဟတွေကိုယိုထွက်ပြက်စီးစေတယ်။စနစ်မှန်ရင်ဟာကွက်ရှိတာမို့တဲ့တဲ့ကြည့်နိုင်ဖို့လိုပါတယ်။ဒီမိုကရေစီဟာလူများစုမဲပေးမှုနဲ့ပြဝင်မှုရအုပ်ချုပ်ရတယ်လို့မနိုင်တဲ့သူတွေကိုလည်းသူတို့ရဲ့သဘောတူညီချက်တွေရဖို့လိုပါတယ်။ ဒီမှာမြန်မာနိုင်ငံအတွက်ပုံစံတခုဖြစ်တဲ့နိုင်ငံသားရေးကိစ္စကိုလည်းရေးထားပါတယ်။မြန်မာနိုင်ငံအတွက်အရေးကြီးတဲ့ Federal Senate ကိုအခန်း6မှာဆက်လက်ဆွေးနွေးထားပါတယ်။ဒီမှာတော့ Federal Senate ဆိုတာဘာလဲ၊ဘယ်လိုမျိုးစားခွဲကြမလဲ၊ဘာတွေက Federal နဲ့ဆင်တူပေမဲ့ Federal မဟုတ်ဘူးလဲဆိုတာကိုဆွေးနွေးထားပါတယ်။အများရှုပ်ထွေးတတ်တဲ့ကိုကျမကိုဖန်တီးခွင့်အကြောင်းရေးသားထားပါတယ်။ဘဟုမျိုးသား Federal စနစ်ရဲ့တဘာဝကိုလည်းထက်သွင်းဆွေးနွေးထားပါတယ်။ဒီနေရာမှာ အခုအမျိုးသားဖက်ဒရယ်စနစ်အကြောင်းကိုပိုပြီးလေ့လာဖို့ကို The Calling Time Jazz ရဲ့ဆွေးနွေးချက်စာရင်အမှတ်၁ကိုဖတ်ရှုနိုင်ပါတယ်။ဖက်ဒရယ်လို့သာပြောနေကြပေမဲ့ဆိုလိုမှုမတူညီကြတဲ့အခါပဋိပက္ခတွေဖြစ်နိုင်ပါတယ်။ဒီမိုကရေစီနဲ့ဖက်ဒရယ်ဟာတစ်ခုရဲ့ဟာကွက်ကို တစ်ခုကဖြည့်ပေးရရအောင်စီစဉ်နိုင်ပါတယ်။အခန်းခေါ်မှာတော့နိုင်ငံရေးအတွက်ခြေကံလွန်ကြတဲ့ဥစ္စာတနာနဲ့တန်ဖိုးတွေကိုဘယ်လိုမျိုးတိဆောက်ထိန်းသိမ်းကြတယ်လဲဆိုတာကိုဆွေးနွေးထားပါတယ်။ဒီခန်းမှာရင်းရှင်စနစ်ရဲ့ဖခင်ကြီး RS မြနဲ့ Community စနစ်ရဲ့ဖခင်ကြီး Karl Marx တို့ရဲ့အကြောင်းကိုမိတ်ဆက်ထားပါတယ်။နိုင်ငံရေးစနစ်ကွဲပြားမှုမှာလူတွေကြည့်များတဲ့လွတ်လပ်ခြင်းနဲ့တန်းတူခြင်းနှစ်ခုကိုစီးပွားတန်ဖိုးတည်ဆောက်မှုရှုထောင့်ကနေလေ့လာထားပါတယ်။နိုင်ငံရေးကိုပြောကြတဲ့အခါစီးပွားရေးနဲ့မဆိုင်သလိုပယ်ထုတ်ပြီးတော့နေလို့မရပါဘူး။လူတွေရဲ့စုပေါင်းမှုနဲ့အသက်ရှင်ရည်တည်မှုဟာအရေးအမြစ်တွေကိုသုံးစွဲမှုမျှဝေမှုလူပြိုင်မှုတွေကနေနိုင်ငံတွေဥပဒေတွေအင်အားသုံးတာတွေကြမ်းဖက်တာတွေနိုင်ငံရေးသဘောတွေပေါ်လာတာဖြစ်ပါတယ်။ နိုင်ငံရေးအကြောင်းမှာနိုင်ငံရေး ideology ဟာအလွန်အင်တန်ရေးကြီးတဲ့အကြောင်းအရာဖြစ်ပါတယ်။နိုင်ငံရေး ideology ဟာကျေပြန့်တဲ့အတွက်တချို့ကိုပဲရွေးထုတ်မိတ်ဆက်နိုင်ပါတယ်။အခန့်ရှင်းမှာ liberal, conservative, မျိုးသားရေးဝါဒ, communist, socialist, fascist ဝါဒ, nazi ဝါဒ, meme ဝါဒ, feminism စတာတွေကိုမိတ်ဆက်ပါတယ်။ဒီနေရာမှာနိုင်ငံရေး ideology တွေဟာလောကနဲ့နိုင်ငံရေးသဘောလူ့သဘာဝတွေကိုနှစ်သာရတွေ တဘာဝထဲမှာပါလာတဲ့ပြောင်းမရတဲ့ဝိသေသတွေရှိတယ်လို့ချင်းကပ်တက်ကြတာကိုလေ့လာစေလိုပါတယ်။ဒီလိုယူဆတဲ့အခါအမှန်မှားတွေကိုညင်ပွားပြီးပฏิပက္ခတွေလည်းမပြီးနိုင်ဖြစ်ရပါတယ်။ ideology တွေဟာလူတုထဲမှာရှိတဲ့အယူအမြင်ဟောပြောချက်တွေကိုပုံဖော်ပေးပါတယ်။အခန်းကုန်းမှာနိုင်ငံရေးပါတီတွေကိုစမ်းစစ်ချက်ရေးပါတယ်။မြန်မာနိုင်ငံမှာတော့နိုင်ငံရေးပါတီဆိုတဲ့သဘောတရားနဲ့ပြန်ရင်းနှီးခွင့်ရတာအရင်လည်းမကြသေးတဲ့အထက်ကမှစစ်အာဏာပြန်သိမ်းတာဖြစ်တယ်။ဒါကြောင့် ပါတီတွေသဘောတွေကိုလေ့ကျင့်မိဖို့ရာထည့်သွင်းရခြင်းဖြစ်ပါတယ်။နိုင်ငံရေးပါတီတွေဟာသက်ဆိုင်ရာစနစ်တွေမှာသူတို့ရဲ့လုပ်ရတဲ့အလုပ်တွေရှိပါတယ်။စာထဲမှာကတော့ဒီမိုကရေစီရွေးကောက်ပွဲစနစ်မှာတုံးတဲ့နိုင်ငံရေးပါတီပုံစံတွေကိုအလေးပေးဆွေးနွေးထားပါတယ်။နိုင်ငံရေးပါတီဟာကိုစားပြုဒီမိုကရေစီစနစ်တွေမှာအထူးအရေးပါနေပါတယ်။နောက်ဆုံးအခန်း30မှာတော့နိုင်ငံရေးလုပ်မယ်ဆိုရင်တသားတဲ့ဖြစ်တဲ့သူတွေ အတူတူဖြစ်တဲ့သူတွေနိုင်ငံရေးမိတ်ဆွေတွေလို့ယူဆစေဖို့ရာဖြစ်စေနိုင်တဲ့ငါတို့အတိုင်းမျိုးဆိုတဲ့စိတ်ထားကိုအခြေခံစေနိုင်တဲ့အတိုင်းမျိုးဝါဒနဲ့နိုင်ငံရေးတိုင်းရဲ့အခြေခံအကြဆုံးပုံကောင်းကျိုးအကြောင်းကိုသမိုင်းတလျှောက်တွေးတောကြံစောင့်ဖို့ရင်းနဲ့အတူတူဆွေးနွေးထားပါတယ်။ဒီခန်းဟာတော်ရည်ကြီးပါတယ်။ဒီနေ့လိုကွဲပြားနေတဲ့မြန်မာနိုင်ငံနဲ့လက်ရှိကမ္ဘာကြီးမှာပုံကောင်းကျိုးမြင်ဟာအရေးကြီးလာပါတယ်။ဒီစာအုပ်ကနေရှေ့ဆက်ဘာလို့နိုင်ကြမလဲစဉ်းစားသင့်ပါတယ်။မြန်မာနိုင်ငံမှာနှစ်80ကျော်ကြာတဲ့ အဲပြည်တွင်းဆက်လို့ပြောကြတဲ့ခုခံတော်လှန်ရေးတိုင်းသားလူမျိုးတွေရဲ့လူမျိုးလွတ်မြောက်ရေးအတွက်တက်နက်ကင်တော်လှန်ရေးတွေရှိပါတယ်ဒီထဲမှာနိုင်ငံတော်အာဏာကိုအရှိခစ်တွေတုန်းကလိုနိုင်ငံကိုအုပ်စီးလာတဲ့စစ်တပ်ကပဲနောက်တစ်ခါအာဏာထပ်သိမ်းပြန်ပါတယ်ဒီအချိန်နေမှာလူတွေဟာကိုယ့်ရည်တီချက်တွေပါပြောင်းကုန်ပါတယ်1988ခုနှစ်ကမြောက်လက်နက်ကင်သူတို့ချို့ဟာအခုချိန်မြေပေါ်မှာကျန်ရပြီးမြေပေါ်တိုက်ပွဲလုပ်တဲ့သူတွေကအခုຫນွေဥတော်လှန်ရေးမှာလက်နက်ကင်ကုန်ကြတာကိုကြည့်လို့ရတယ်မြန်မာနိုင်ငံမှာစနစ်တွေ တန်တရာပြန်လဲကြတဲ့အထက်မှာလူတွေကနေရာလိုက်ရွှေ့တာဖြစ်တယ်ဆိုတဲ့ရှူထောင်းကနေလည်းကြည့်လို့ရနိုင်ပါသေးတယ်။ကဘာကိုကြည့်လိုက်ရင်နိုင်ငံရေးစနစ်တွေက မတည်ငြိမ်ကဘာစစ်အယောင်ကလည်းတန်းနေပါတယ်။တဘာဝပတ်ဝန်းကျင်ကပျက်စီးပြီးစည်ရဲချမ်းသာကွာဟမှုတွေမငြိမ်မြမှုတွေပိုကြီးလာပါတယ်။ချမ်းသာတဲ့လူတွေက ပိုချမ်းသာလာပြီးတနည်းပြောရရင်ကဘာတစ်ခုလုံးရဲ့တံပိုးထုတ်လုပ်မှုအာဏာဟာလက်တဆုပ်စာလူတွေရဲ့လက်ထဲမှာပဲရှိနေပါတယ်။ ီလိုမညီများမှုတွေရဲ့တရားမှုကိုပုံပေါ်နားလည်တိုင်းစီဖို့ကမ္ဘာစီးပွားရေးအကျွေးပမာဏကိုဥပမာဖြင့်ကြည့်ကြည့်ကြပါစို့လက်ရှိကမ္ဘာမှာကုန်ထုတ်လုပ်မှုဆိုင်ရာအကျွေးတွေပေါင်းကြည့်ရင် American Dollar 305 trillion dollar ဝန်းကျင်ဖြစ်ပါတယ်1 trillion ဟာ3%လုံးကိုပြောတာပါ305 trillion dollar တန်ဖိုးရှိတဲ့ဒေါ်လာလာတန်ငွေစက်ကူတွေကိုပုံလိုက်ထပ်ထားရင်ကီလိုမီတာပေါင်း 333သိန်းကီလိုမီတာကျော်ထူပါလိမ့်မယ်။ကမ္ဘာမြေကြီးရဲ့အချင်းဝက်က6381ကီလိုမီတာပဲရှိတယ်။ကမ္ဘာနဲ့လကြာပြန်မြောက်กว่าဝေးက38400ကီလိုမီတာရှိတယ်။ဒီငွေဆက်ကူပေါင်းဟာကမ္ဘာနဲ့လကြာกว่าဝေးတဲ့86ဆကျော်ထူပါလိမ့်မယ်။အမေရိကန်နိုင်ငံတနိုင်ငံထဲမှာပဲအကျွေးက35 trillion ဆိုတော့လစီကို10ပြန်လောက်ငွေလန်းခင်းလို့ရပါတယ်။ ဒါရီကစိတ်ချောက်ချားစရာပြောတာမဟုတ်ပါဘူး။လူတွေလှုပ်တာတွေဖြစ်တဲ့အတွက်လည်းလူတွေကသာပြင်ဆင်ရမှာပါ။ကြီးမားလာတဲ့အကျွေးပမာဏကိုကြည့်ခြင်းအပြင်ကမ္ဘာစီးပွားရေးစနစ်နဲ့မငြင်းပြမှုရဲ့ရှုပ်ထွေးမှုတွေကိုပြင်သားနိုင်စေပါတယ်။ဒါဟာလေ့လာခဲ့တဲ့နိုင်ငံရေးစနစ်တွေစီးပွားရေးအတွေးအခေါ်တွေနဲ့လက်တွေ့ကမ္ဘာကြီးရဲ့အခြေအနေကြားကောင်းဟချက်တွေကိုပြသနေပါတယ်။ဒီလိုမျိုးအခြေအနေတွေကြောင့်ပုံမှန်ကောင်းမွန်တဲ့နိုင်ငံရေးစီးပွားရေးစနစ်တွေကိုရှာဖွေဖို့လိုအပ်နေကြောင်းသိသာပါတယ်။ ဒီအကြောင်းအရာတွေဟာစာအုပ်မှာရေးသားထားတာထက်ကိုပိုပြီးလေ့လာဖို့ရအများကြီးလိုပါသေးတယ်။သို့တော်လည်းပဲအတိအကအရေးကြီးတာကတော့နိုင်ငံရေးကိုဘယ်လိုအဆင့်မှာလှုပ်လှုပ်ချိတ်ဆက်ပြီးတော့ဆောင်ရွက်နေသူတွေချာမှာအားလုံးအတွက်ကြိုးရှိကြပြီးတော့ဘယ်သူကမှလည်းခြံလှက်ပြိနေမှထားတဲ့ပုံကောင်းကျိုး common good ကိုရှာရမှာဖြစ်တယ်ဆိုတာကိုဒီစာအုပ်ကနေသတင်းပါပါတယ်။အတိတ်ကနေသင်ယူပြီးအနာဂတ်လူတွေအတွက်ဝင်ကြုံဝင်ဖို့မထားခဲ့သူတွေတိုးပွားလာရင်ဒီစာအုပ်ရေးရတဲ့ရည်ရွယ်ချက် ပြည့်မီပြီဖြစ်ပါတယ်။နိုင်ငံရေးသမားမဟုတ်သူများအတွက်အာနာဆိုင်ရာအလွယ်ဖက်စာကတော့ဒီမှာပဲဆုံးသက်သွားပြီဖြစ်ပါတယ်။တဘောတန်စာစင်ကထုတ်ဝေထားတဲ့တခြားစာစင်ပြားကိုလည်းဖက်ရှုတင်ဆက်ပေးပြီးသားတွေရှိပါတယ်။နောက်ထပ်လည်းတဘောတန်စာစင်ကထုတ်ဝေတဲ့စာစင်တွေကိုထပ်မံတင်ဆက်ချင်ပါသေးတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။ကျမတို့ကြပါ။